မဟာတန်နိဒုက္ခအကြောင်းတိုင်းမှာသတင်းသုံးနေတဲ့လန်ဒန်ဆရာတော်ပါဝင်တန်ခါ၅ပါးကိုအစိုးရကလူဝလဲပြီးအာရမဖမ်းဆီးခဲ့တာကြောင့်တန်ခါတွေအတွက်နင့်နာကြီးတောင်းခံထားတာရပ်ပေါင်း60ကျော်ပြီမို့ရန်ကုန်တိုင်းတရားလွှတ်တော်ချုပ်မှာအမှုတင်သွင်းခဲ့ပါတယ်။ရန်ကုန်တိုင်းတရားလွှတ်တော်ရုံးချုပ်ကအမှုကိုပယ်ချခဲ့ပါတယ်။မတရားဖမ်းဆီးချုပ်နှောင်ခဲ့တဲ့နိုင်ငံတော်တန်ခါမဟာနာယကမဟာနာနဲ့သာသနာရေးဝန်ကြီးဌာနကိုတရားစွဲဆိုဖို့စီစဉ်ခဲ့ပေမဲ့တန်ခါအဖွဲ့အစည်းဆိုင်ရာဥပဒေအရ ပြည်သူဝန်ထမ်းတဦးဦးကိုတရားမကြောင်းနဲ့တရားဆွဲဆိုခြင်းမပြုဖို့တရားမကျင့်ထုံးဥပဒေပုံမှန်၉နဲ့အတီလင်းတားမြစ်ထားတာမို့တရားရုံးကပယ်ချလိုက်တယ်လို့ဆရာတော်ဥဥဒရာကဆိုပါတယ်။ဒီတရား ုံးချုပ်မှာအဲခုနလိုပေါ့သူတို့ဆွေးနွေးမှုမြင်းမြတ်မှုတွေဘာမှတော့မရှိသေးဘူးအခုကြတော့မှဒီစာလေးရေးပေးလိုက်တယ်ဒါလက်ခံလို့မရပါဘူးတဲ့ဒီဟာဘာလို့လဲဆိုတော့တန်ခါတော်များတန်ခါဖွဲ့စည်းဆိုင်ရာဖွဲ့စည်းဆိုင်ရာတော့ကောင်းလို့မရှိသေးပါဘူးเนาะအဲ့တော့တန်ခါတော်များကနေပြီးတော့အဲနည်းနည်းဝန်တာတရားရောက် ာဆွဲဆိုပြန်ရှိဘူးလို့ဆိုတာဒီနေထားတယ်တဲ့အဲ့ဒါမျိုးဥပဒေပုံမှန်ကိုရတရားဆွဲဆိုလို့မရပါဘူးတဲ့ဒါကြောင့်မလို့ဒါကိုလက်ခံလို့မရပါဘူးဆိုပြန်ရလိုက်ဘာသာနာညှိုးနှွမ်းစင်မှုပုံမှန်295ကကြီးတန်ခါအဖွဲ့စည်းဆိုင်ရာပုံမှန်16ရို့နဲ့အမှုရင်ဆိုင်နေရတဲ့ဆရာတော်တွေဟာမတရားဖမ်းဆီးခံထားရတာမို့နိုင်ငံတော်တန်ခါမဟာနာယကဗမောဆရာတော်သမရအကြံပေးဥယျာမောင်နဲ့သာသနာ့ရေးဝန်ကြီးဌာနကတာဝန်ရှိသူတွေပါဝင်28ယောက်စီကရပ်ပေါင်း60အတွင်း နှစ်နာရီဒေါ်လာ5000တောင်းခံထားတာဖြစ်ပါတယ်။တန်ဃာတော်တွေကိုနိုင်ငံဝန်ထမ်းတွေကတရားစွဲဆိုလို့ရပေမဲ့နှစ်နာရီမရလို့နိုင်ငံဝန်ထမ်းကိုပြန်ပြီးတရားစွဲဆိုလို့မရဘူးဆိုတာမေးခွန်းထုတ်เสียဖြစ်နေတယ်လို့ဆရာတော်ကမိန့်ပါတယ်။ဝန်ထမ်းနဲ့ပြည်သူတွေအခွင့်အရေးမတူသလိုဖြစ်နေပြီးဝန်ထမ်းမတရားလို့ရင်ပြည်သူတွေတရားစွဲဆိုခွင့်ရှိမှမှန်ကန်တဲ့တရားစီရင်မှုဖြစ်မယ်လို့ဆိုပါတယ်။ နိုင်ငံဝန်ထမ်းတရားရောက်ကိုခွင့်ပြုရနေနာချင်းတောက်ခံတဲ့အတွက်ကြောင့်နိုင်ငံဝန်ထမ်းတွေကိုလို့တန်ဃာတော်တွေကတရားစွဲဖို့မရဘူးဆိုရင်တန်ဃာတော်တွေကတော့ဘာလို့နိုင်ငံဝန်ထမ်းတွေကတရားစွဲဆိုပြီးတော့ခွင့်ပြုအခုလိုတရားရုံးမှာတရားစွဲဆိုခံရတယ်ဆက်မြန်မာနိုင်ငံမှာအခွင့်အရေးကအဲ့ဒီလိုပဲဝန်ထမ်းတစ်မျိုးတိုင်းပြည်သားတစ်မျိုးဒီလိုဖြစ်နေသလား ော့ပြည်သူလူထုကလည်းပဲဝန်ထမ်းတွေကိုမတရားတာလုပ်တယ်ဆိုလို့ရှိရင်တရားဥပဒေအရပြန်လည်ပြီးတော့เนาะအခုခံပိုင်ခွင့်ရှိရမှာပေါ့ဒါလို့မရှိဘူးဆိုရင်ဒီတရားဥပဒေဟာမှန်ကန်တဲ့တရားဥပဒေမှန်ကန်တဲ့တရားစီရင်ရေးဥပဒေမဖြစ်လာဘူးလို့ဖြစ်လာနိုင်တယ်ခွန်ကြီးတို့အတွက်ကတော့ဒါပမာဆင်နဲ့ရှိတယ်။သွားသွားမယ်ဆင်နဲ့အများကြီးရှိတယ်မြန်မာနိုင်ငံဟာလည်းကမ္ဘာကူလာသမဂ္ဂမှာပါဝင်တဲ့နိုင်ငံတစ်ခုဖြစ်တဲ့အတွက်ကြောင့်ဒါမှမဟုတ်ဘူးရှေ့ဆက်သွားပထမအဆင့်လှုပ်ဆောင်ချက်ဖြစ်တဲ့မြန်မာနိုင်ငံရုံးကလက်မခံရင် နိုင်ငံတကာတရားရုံးတွေထိနောက်မဆုတ်ဖဲလုပ်เสียရှိတာဆက်လုပ်သွားမယ်လို့လဲဆိုပါတယ်